လောကမှာတယောက်တည်းနေတာဟာတော့အေးချမ်းမှုအရှိဆုံးလို့ပြောရမှာတိုးတိုးလူတွေဘာလို့တယောက်တည်းမနေနိုင်ကြသလဲဆိုရင်ဆိုရင်တော့ကရှိလို့တယောက်တည်းမနေနိုင်အမျိုးမျိုးတွေးတယ်တယောက်တည်းနေရင်နေမကောင်းရင်ဘယ်လိုလုပ်မလဲဆိုအတွေးပဲဒါကြောင့်တယောက်တည်းမနေနိုင်ကြဘူးနှစ်ယောက်နေတော့ရောလို့ဆိုနှစ်ယောက်နေတော့လည်းမတည့်ပြန်ခက်တာ တယောက်တည်းနေကြတော့လေကြောက်တယ်နှစ်ယောက်နေတော့မတည့်ဘူးအဲ့ဒီကြားထဲမှာလူဟာဘဝမှာဆုံးဖြတ်ရခက်ခဲကြတယ်နှစ်ယောက်အတူနေပြီမဲ့လို့ကြောချင်းပြီးပြီးတော့တယောက်နဲ့တယောက်စကားမပြောတဲ့ပုဂ္ဂိုလ်တွေအများကြီးပဲနော်မိသားစုတဲမှာကိုရှိတယ် ယနေ့ချင်းဆိုင်ပြီးတော့တောင်စကားမပြောဘဲနဲ့နှစ်ယောက်အတူနေတာတွေရှိကြတယ်။ဘလူအတွေးနဲ့ဘလူနေကြသလဲတော့မသိဘူးနော်။တယောက်တည်းနေပြန်တော့လေမနေရဘူးမနေချင်ဘူး။နေတော့တော့နှစ်ယောက်။အစမီပြေတဲ့ဘဝမှာနှစ်ယောက်နေတာကြတော့ ငင်းချမ်းမှုကတခါဆုံးရှုံးပြန်တယောက်တည်းဆိုတော့စကားများစရာတော့မရှိဘူးနှစ်ယောက်ဆိုရင်တခါမဟုတ်တခါစကားများကြတယ်ရှံဖြစ်ကြတယ်ပေါ့နိုင်ငံခြားလူတွေလည်းဒီတိုင်းပဲမထူးပမာရီပုရဘာသာတွေမှာမဟုတ်နိုင်ငံခြားလူတွေလည်းတယောက်တည်းနေခြင်း leave me alone လို့ order သူတယောက်တည်းနေမယ်လိမိအလုံးဆိုပြီးတော့အော်တယောက်တည်းနေပြန်တော့လေလုံးလိဖြစ်တယ်ပြောပြတယ်နော်လုံးလိဖြစ်လာတော့ဘာဖြစ်တော့ဆိုဟိုတယ်လီဖုန်းဆက်ဒီတယ်လီဖုန်းဆက်ဖြစ်လာပြန်တယ်တယ်လီဖုန်းဆက်ခေါ်တော့လာတော့တဲ့လာလို့ဆိုမတဲ့ပြန်နေရသွင်းလောက်ပဲဆင်ပြေးတယ်နောက်ရကြဆင်ပြေးလူတဘာဝကတွေးစားရအခက်ကြီးပဲ တော့လူတွေဟာတယောက်ထဲမနေဝန်းတာလဲဒီစိတ်ပဲနှစ်ယောက်မတည့်တာလဲဒီစိတ်ပဲအဲ့လိုနေထိုင်ရတဲ့လောကကြီးမှာဟာမြတ်စွာဘုရားလက်ထက်တုန်းကမြတ်စွာဘုရားကတော့တရားထဲနေရတဲ့အကျိုးကျေးဇူးတွေကိုဟောကြားဆုံးမထားတာရှိတယ်နှစ်ယောက် నీళ్లు